အားလုံးပဲမြန်မာကျွန်မဒေါက်တာဖြူပါဒီကနေ့မျက်စိအတွင်းတင်ယောဂနဲ့ပတ်သက်တဲ့အကြောင်းလေးကိုမျှဝေပေးခြင်းပါတယ်ကျွန်မတို့မျက်လုံးထဲမှာအရာဝတ္ထုတွေမြင်နိုင်ဖို့အတွက်မန်ဘလူးတစ်ခုရှိပါတယ်အဲ့ဒီမန်ဘလူးကပုံမှန်ဆိုရင်ကြည်လင်းနေရပါတယ်အဲ့မန်ဘလူးကနောက်ပြီးတော့မှတိမ်နေဖုံးတယ်လို့ဖြစ်သွားတယ်ဆိုလို့ရှိရင်အတွင်းတင်လို့ခေါ်ပါတယ်အတွင်းတင်ယောဂရဲ့လက္ခဏာတွေကတော့မျက်စိအမြင်ဝါးမယ်လင်းနေတဲ့အရာဝတ္ထုတွေကိုကြည့်လို့ရှိရင်ဘေးမှာအဖြူရောင်ဝင်းကိုမြင်နေရမယ်ညမောင်လို့ရှိရင်မတွေ့ရတော့ဘူး ကားမောင်းတာတွေအခက်အခဲဖြစ်မယ်ပေါ့နော်။အလေးရောင်ဝင်မခံနိုင်ဘူး။စာဖတ်ရင်အလေးများများနဲ့မှပဲဖတ်လို့ရမယ်။မျက်လုံးတစ်ဖက်မှာနှိမ့်နှစ်ထပ်ကိုမြင်နေရမယ်။အယောင်တွေကြည့်ရတာဖြော့သွားမယ်၊ပြောင်းသွားမယ်။စားတဲ့ယောဂလက္ခဏာတွေကိုခန်းစားနေရတယ်ဆိုရင်အတွင်းတင်ယောဂရှိနေနိုင်တဲ့အတွက်ကြောင့်မလို့မျက်စိဆရာဝန်တွေပြသတဲ့ပါတယ်။တွင်းတင်ကိုကုသမယ်ဆိုရင်တော့မျက်လုံးထဲကတိမ်ခွေနေတဲ့မှန်ဘလူးကိုထုတ်ပြီးတော့မှလူလုံးတဲ့မှန်ဘလူးကိုထည့်ရပါတယ်။ ထည့်လို့ရတယ်မန်ဘလူးအမျိုးအစား၃မျိုးရှိပါတယ်။ monofocal, bifocal, trifocal ဆိုပြီးတော့၃မျိုးရှိပါတယ်။ cylinder ရှိတဲ့လူတွေအတွက်ကြတော့ toric man blue ကိုထည့်ရပါတယ်။ monofocal ကအသုံးအများဆုံး man blue ဖြစ်ပါတယ်။အဲ့ဒီ man blue အမျိုးအစားကအမြင်အာရုံအဝေးကိုမြင်မလားသို့မဟုတ်အနီးကိုမြင်မလားတစ်ခုပဲရွေးလို့ရပါမယ်။အဝေးအနီးနှစ်ခုလုံးကိုမမြင်ရပါဘူး။ကိုကအဝေးကိုရွေးတယ်ဆိုလို့ရှိရင်အနီးဖြစ်တဲ့စာဖတ်တဲ့အချိန်ဒီမှာမျက်မှန်တက်ဖို့လိုအပ်ပါမယ်။ ဥပုံကတော့အတွင်းတင်ရှိတဲ့လူနာရဲ့မြင်ကွင်းဖြစ်ပါတယ်။ Monofocal Man Blue ထည့်လိုက်ပြီဆိုရင်တော့မိမိရွေးချယ်တဲ့ Man Blue အမျိုးစားပေါ်မူတည်ပြီးတော့မှအဝေးမြင်ရတဲ့ Man Blue ကိုရွေးချယ်ထားတဲ့ဆိုလို့ရှိရင်တော့အဝေးကကြည်လင်ပြီးတော့မှအနီးဖြစ်တဲ့ form ကဝါနေပါမယ်။ Bifocal Man Blue ကတော့အဝေးရောအနီးရောမြင်ရပါတယ်။ဒါပေမဲ့အဝေးနဲ့အနီးကြားမှာရှိတဲ့အလယ်လက်အကွာအဝေးကအရာဝတ္ထုတွေကတော့ဝါတတ်ပါတယ်။အဲ့ဒီအတွက်ကြောင့်မလို့အချို့လူနာတွေမှာလည်းမျက်မှန်တတ်ဖို့လိုကောင်းလိုနိုင်ပါတယ်။ခွဲပြီးတော့မှလူနာအချို့မှာညချင်း ်လင်းနဲ့မီးတွေကိုချိတဲ့ချိန်မှာဘေးမှာအဖြူဖြောင်ကွင်းလေးကိုတွေ့ရတတ်ပါတယ်။ဒါကတော့အတွင်းတိမ်မနာတရားရဲ့မြင်ကွင်းဖြစ်ပါတယ်။ bifocal man blue ထည့်ပြီးတဲ့ချိန်မှာတော့အဝေးရောအနီးရောမြင်ရပါတယ်။ညချိန်လည်းတွေ့ရပါတယ်။ဒါပေမဲ့မီးလုံးတွေကိုချိတဲ့ချိန်မှာတော့အဖြူဝင်းပေါ်တာသို့မဟုတ်ကျဲလိုမျိုးဖြာထွက်နေတဲ့အလင်းနှန်းလေးတွေကိုမြင်တွေ့ရတာလို့ဖြစ်တတ်ပါတယ်။ trifocal man blue ကတော့အဝေးအနီးအလယ်လက်အကုန်လုံးကိုမြင်ရပါတယ်။မျက်မှန်တက်စရာမလိုတော့ သူကလည်းဘိုင်ကိုခဲ့လို့ပဲညအချိန်မှာမိလုံးတွေကိုခြေတဲ့အချိန်မှာအဖြူဝင်းပေါ်တာခြေလိုမျိုးဖြာထွက်တာလေးတွေတွေ့ရတတ်ပါတယ်။ ိုရမန်ဘလူးဆိုတာကတော့ဆလင်နာရှိတဲ့လူတွေမှာသုံးရပါတယ်။ဆလင်နာရှိတယ်ဆိုတာကပုံမှန်လူရဲ့မျက်လုံးကအဝိုင်းလေးဖြစ်နေပြီးတော့မှဆလင်နာရှိတဲ့လူတွေမှာတော့ချက်ဥလိုမျိုးရှည်ထွက်နေတာလေးဖြစ်နေပါတယ်။အဲ့ဒါကြောင့်မလို့မျက်စိရဝါတာပေါ့နော်။ဆလင်နာရှိတဲ့လူတွေမှာတော့ဒီတိုရနဲ့ခုနကမန်ဘလူးတွေကိုပေါင်းစပ်ထားတဲ့တိုရမိုနိုဖိုကယ်တိုရဘိုင်ဖိုကယ် တိုးရထရိုင်ဖိုကယ်မန်ဘလူးတွေကိုထည့်ရပါတယ်။ကိုကဘယ်မန်ဘလူးနဲ့တင့်တုံမလဲဆိုတာကိုတော့ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးပြီးတော့မှဆွေးနွေးတိုင်ပင်ပြီးမှပဲသိနိုင်ပါမယ်။ကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်။